မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ4ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမ်မောင်မြို့ဟိန်းစီဆိုင်အနီးမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားနဲ့ပြူစောတိများကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တင်ဘာလ2ရက်နေ့မနက်7:15မိနစ်ခန့်မှာနတ်မောင်မျိုးဟိန်းစီဆိုင်အနီးမှာလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့အတွက်ကားနှက်စီနဲ့လက်ပတ်ပြီးတော့ပေါ်တာဆွဲနေတဲ့အကြမ်းဖက်စစ်ခွေးများနဲ့ပြုတ်ခွေးများကိုမိုင်းဆွဲပြီးတော့လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးနဲ့ပြုတ်ခွေး6ကောင်တိတ်ဆုံးပြီးတော့နောက်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာအုံပြုတဲ့ကားနှက်စီဟာလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ ိုက်ပွဲအတွင်းမှာဂျမတ်စစ်ခွေးတွေဘက်ကရန်တမ်းပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကားတွေကိုရက်ပြီးတော့ပေါ်တာဆွဲနေတုန်းလက်ပြဘုံနဲ့ဆပြီးတော့တိုက်တာပြီးမှအပြန်အလှန်ပစ်ခတ်တာပါ15မိနစ်လောက်ကြာတယ်မြို့နယ်အရန်ဒီတော့စစ်ခွေးတွေဘက်ကစစ်ကူရောက်လာတာတွေကြောင့်လက်နက်ကမရခဲ့တာပါပြူတွေစစ်ခွေးတွေရဲခွေးတွေရောအင်အားကများတယ်ကားနှက်စီးနဲ့ကားနှက်စီးလုံးပြက်စီးသွားပါတယ် ်ဒေတာက6ကောင်ဒဏ်ရာအပြင်းထန်ရတာက2ကောင်ကြံတဲ့ဒဏ်ရာရတာကြီးလည်းများတယ်စစ်ကူလာမာဆိုးလို့ကျွန်တော်တို့ရဲ့ရဲဘော်တွေမထိခိုက်စေရေးအတွက်ဦးစားပေးပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရတာပါပေါ်တာဆွဲတဲ့အထဲမှာနတ်မောက်ပြူစောဒီခေါင်းဆောင်ခင်မောင်ထေးကတော့မပါဘူးသူ့သားပါလာပါတယ်အခုတော့ပြူစောဒီခေါင်းဆောင်ခင်မောင်ထေးရဲ့သားလည်းငရဲကိုရောက်သွားပါပြီလို့တရက်ခရိုင်အမှတ်သုံးတရင်မပြေမပျောက်ကြတဲ့ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရက်ခရိုင်အမှတ်သုံးတရင်မပြေမပျောက်ကြတဲ့ဖွဲ့ရဲ့မြေပြန်ကြတက်ခွဲ ရေနံချောင်းဘက်ကပါနမ်မောက်ဘက်ကပါမင်းဘူးခရိုင်ဘက်ကပါ Chalk Revolution Army CRA နဲ့ဒေါင်းစစ်တီပျောက် जा တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ပေါ့စိတ်ဖြူလမ်းပိုင်းကကပ္ပစ22ကိုလာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရိခါပို့တဲ့စစ်ကြောင်းကိုနေ့စဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်က15ဦးကျော်တေဆုံးပြီးတော့ခြေပြက်လက်ပြက်တွေကိုလမ်းဘေးမှာဆွန့်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ29ရက်နေ့ကစတင်ပြီးတော့ပေါင်းမြုံနယ်ကပ္ပစ24ကနေထွက်လာတဲ့ကားအစီရေတရားကြောပါဝင်တဲ့စစ်ခွေးတွေရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကပေါက်စိတ်ဖြူလမ်းမိုင်းမှာနေစဉ်နေမိုင်းများတိုက်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က15ဦးထက်မနည်းသေဆုံးကထိခိုက်ဒဏ်ရာရရှိသူအယောက်20ထက်မနည်းရှိတယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ခွေးများရဲ့ခြေပြက်လက်ပြက်များကိုလမ်းဘေးမှာစွန့်ပစ်ခဲ့တယ်လို့ပြောပါတယ်။ စစ်ခွေးရိခါပို့စစ်ကြောင်းကပေါင်းမြုံနယ်ကပ္ပဆာ24ကနေထွက်လာတာပါပေါင်းစိတ်ဖြူလမ်းပိုင်းကနေပြီးတော့စိတ်ဖြူကပ္ပဆာ22ကိုလာတာအဲ့ဒီလိုလာတာကိုလမ်းတစ်လျှောက်မှာကျွန်တော်တို့ရဲ့တော်လိုင်းတပ်ဖွဲ့တွေက မိုင်းတွေနေမိုင်းတွေလမ်းတစ်လျှောက်ထောင်းထားတာအဲ့ဒီခွေးတွေက နေမိုင်းတွေကိုနင်းမိပြီးတော့ဇက်တိုက်ကိုအထိနာခဲ့တာ ကျွန်တော်တို့သတင်းရတာကတော့စစ်ခွေး15កောင်လောက်တေသွားတယ်ဒီကိုက်တန်းရတာက20ကျော်တယ်စစ်ခွေးတွေကမိုင်းတွေဇက်တိုက်ထိနေတော့လမ်းမေးကိုတော့မှမစင်ရဲဘူးအလေးအပေါ့သွားတာတော့မှကတ်တရလမ်းပေါ်မှာပဲသွားရတဲ့အခြေအနေအထိကိုဖြစ်သွားတာလို့ဒေတာတွင်ဒေါ်လာရေးသတင်းအေးမေကပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေး10ကျောင်းဟာလက်ရှိချိန်မှာကပ္ပစ22ကိုရောက်ရှိသွားပြီးတော့ပခုတ်ကူဘက်ကိုဆက်လက်ထွက်ခွာနိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ကချင်ပြည်နယ်ဗမော်နယ်ဝိုင်းမော်မြို့နယ်မှာစစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုမြေပြင်စစ်ကြောင်းထုံးမှုများနဲ့ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ခုခံတိုက်ပွဲများဟာနေ့စဉ်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်အတွင်းလက်တလုံးတိုက်ပွဲတွေရှိနေတယ်။ဗမော်ဝိုင်းမော်နယ်ဖားကန်ဒေသစစ်ရေးအခြေအနေများမေးမြန်းချက်အပေါ်မှာဗိုလ်မှူးကြီးနော်ဘူးက ဗမော်ဝိုင်းမော်မြို့တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဖားကန့်ဒေသမှာတော့စစ်ကောင်စီဘက်ကစီရေးလှုပ်ရှားပါကထိပ်ပိတ်တိုက်ပွဲတချို့ဖြစ်တယ်လို့ရှင်းပြထားပါဗျ။ဗမော်ဘက်မှာတော့တိုက်ပွဲတွေကဆက်ပြီးတော့ရှိနေပါတယ်။အခုတလောကဗမော်ဘက်မှာစစ်ခွေးတွေဘက်ကထိုးစစ်ဆင်တော့တော်တော်လေးကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တာကိုတွေ့ရတယ်။ဒီကောင်တွေဘက်ကလည်းသူတို့လွတ်သွားတဲ့ဆုံးရှုံးသွားတဲ့ ဆုတ်သွားတဲ့စခန်းတွေကိုပြန်ရဖို့အတွက်လက်နက်ကြီးတွေ drone တွေလေကြောင်းတွေနဲ့နောက်ပြီးတော့မြေပြင်ကအဆောက်ပေါ့နော်တော်တော်လေးကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တာကိုတွေ့ရပါတယ်ဒါပေမဲ့အခုလက်ရှိအခြေအနေကတော့ကျွန်တော်တို့ဘက်ကလည်းဆုတ်သွားတာမရှိဘူးကျွန်တော်တို့လည်းစခန်းတွေကိုပြန်သိမ်းတာကတော့မရှိသေးဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်ဝိုင်းမော်မြို့ဘက်မှာလည်းစစ်ခွေးတပ်ကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ရင်အားများကိုတိုးပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ် တိုးထားတဲ့အင်အားတွေထဲမှာအများဆုံးကတော့ပြည်သူစစ်တွေကိုတုံးထားတာတွေ့ရပါတယ်လို့ဘုံမူကြီးနော်ဘူးကပြောပြထားပါတယ်စစ်ခွေးတပ်ကဝိုင်းမော်မြို့မှာလဲလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်မြေပြင်ကနေထိုးတာတွေလည်းရှိတယ်အဲ့ဒီဘက်မှာလဲကျွန်တော်တို့ဘက်ကဆုတ်သွားတာတွေရှုံးသွားတာတွေမရှိသေးပါဘူးအခုတည်းထိတော့ခုခံတိုက်ပွဲတွေကနေတိုင်းလိုလိုဖြစ်နေပါတယ်လို့ဘုံမူကြီးနော်ဘူးကရှင်းပြထားပါတယ်ဖားကဒေတာမှာတိုက်ပွဲပြင်းထန်ခြင်းမရှိဘဲနဲ့စစ်ကောင်စီရဲ့ဗျူဟာဂုံးကလက်နက်ကြီးရန်တပ်ပစ်ခတ်တဲ့အတော့ ပြည်သူလူထုတွေအသက်အိုးအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ပြောပါတယ်။စစ်ခွေးစစ်ကြောင်းတွေကနည်းနည်းလှုပ်ရှားလိုက်တာနဲ့ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေကရှိပါတယ်လို့ဗိုလ်မှူးကြီးနော်မူကပြောပြထားပါတယ်။ KIA ဟာ2024ခုနှစ်မတ်လမှာစစ်ရှိန်ကိုမြင့်ပြီးတော့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများတပြိုင်တည်းထဲဆင်နွှဲခဲ့ရာဝိုင်းမော်ဗမော်အပါအဝင်ကချင်ပြည်နယ်အတွင်းစစ်ကောင်စီရဲ့တပ်စခန်းယာနဲ့ချီပြီးတော့တင်ပိုက်ထားကမြို့များနယ်စပ်ကုန်းသွယ်ရေးစခန်းဒေသတွင်းလမ်းမကြီးများကိုလည်းစုံမုံထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဗမော်မျိုးတိန်းဆက်စင်ရေးဟာကိုလာနီပါချနေပြီဖြစ်ပြီးတော့ဩဂတ်စ်လဇန်ပိုင်းမှာစစ်ကောင်စီဘက်ကဗမော်မျိုးကိုစစ်အင်အားလက်နက်ခဲယမ်းများကိုရေချောင်းကနေပြီးတော့တင်မော်များနဲ့ဖြည့်တင်းခဲ့ရာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်များကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဟုံးမလေးလေးတဲ့စခန်းဌာနချုပ်ကဘိုးအဆင့်ရှိတဲ့မြက်ကိုကိုဟာကိုကိုကိုအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တမ်ဘာလ3ရက်နေ့ကဟ ோம் မလဲမျိုးချင်းရဲမြေကူးတရားမှာလုံခြုံရေးကြနေတဲ့အချိန်ကိုကိုကိုတနတ်နဲ့ပြတ်သက်ပြီးတော့အဆုံးစီရင်ခဲ့ခြင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။မြတ်ကိုကိုဟာလေတက်ကဘိုးအဆင့်ရှိသူဖြစ်ပြီးတော့စက်တမ်ဘာလ2ရက်နေ့ညပိုင်းကလေတက်အရာရှိဟာမြတ်ကိုကိုနေထိုင်ရာကိုရောက်ရှိလာပြီးတော့ ဖီအားပေးဆဲဆိုသွားခဲ့တယ်လို့သိရပါတယ်။သူ့ဘာသာသူမတက်သေးခင်ကစစ်ကောင်စီရဲ့လက်အောက်မှာဆက်လက်ပြီးတော့အလုံမလုံလို့တော့ကြောင်းဖီအားများကြောင်းနဲ့ CDM လည်းမလုံချင်ကြောင်းမြတ်ကိုကိုကပြောဆိုခဲ့တယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကပြောပါတယ်။ကြားတာတော့ကြားတယ်ဗျ။ကျွန်တော်တို့ဘက်ကတေချာအတီးပြုတ်နေသေးပါလို့ဟုံးမလင်းအခြေစိုက်ရဲဘော်တို့ကပြောပြထားပါတယ်။စကိုင်းတိုင်းစီရေးသတင်းရင်းမြစ်ကလည်းစစ်ကောင်စီရဲ့ခြေလင်းချင်းများတပ်များရဲ့အရာရှိစစ်သည်များဟာလည်းအဆုံးစီရင်ခြင်းအချင်းချင်းတပ်ဖြတ်ခြင်းများလူမသိသူမသိများစွာရှိနေတယ်လို့ပြောပါတယ် ်ဩဂတ်စ်လကလည်းခင်ဦးမြို့နယ်မှာတပ်သားအောင်ဖြိုးကိုကဘိုလ်ကြီးကျော်သူလိုင်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတဲ့နောက်တပ်သားအောင်ဖြိုးကိုလည်းပြန်ပြီးတော့အသက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်ဒါအပြင်ကောလေးမြို့နယ်မှာလည်းတက်ချက်ကြီးအပါအဝင်၄ဦးကိုတပ်သားတအုပ်ကတပ်ဖြတ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ထမ်းကိုအလင်းဝင်ထားတဲ့ဖြစ်စဉ်လည်းရှိခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အခြေစားရှမ်းတောင်ကြက်ချင်ဒီဥက္ကဋ္ဌလေတပ်ဘုံမှုပြုတ်ညီညီကိုစစ်ခွေးတက်က WFP ကနေပေးရတဲ့အကူအညီများအလွဲသုံးစားလုပ်မှုအာဏာအလွဲသုံးစားလုပ်မှုများနဲ့ဖမ်းဆီးဆစ်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်နှစ်ကုန်ပိုင်းကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အခြေစားရှမ်းတောင်ကြက်ချင်ဒီအသင်းဥက္ကဋ္ဌအဖြစ်နဲ့ရောက်ရှိလာတဲ့လေတပ်ကဗိုလ်မှူးပြုတ်ညီညီဟာ နိုင်ငံတကာကပေးအပ်ထားတဲ့အကူအညီများကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကနေပြီးတော့ပေးအပ်ထားတဲ့အကူအညီများပြည်တွင်းပြည်ပကအလှူရှင်များကလှူဒန်းထားတဲ့ငွေကြေးပစ္စည်းများနဲ့ကြက်ချင်းတွေအသင်းပိုင်းတဲ့ပစ္စည်းများကိုအလွဲသုံးစားလုပ်မှုများနဲ့ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့သိရပါဗျ။ကြက်ချင်းတွေဥက္ကဋ္ဌညီညီကိုဆက်ရဖကခေါ်စစ်တော့စစ်တပ်ကလှူဒန်းထားတဲ့စံတွေကိုပါအလွဲသုံးစားလုပ်ထားတာတွေအကုန်ပေါ်ကုန်ရောကျွန်တော်တို့သိထားတာက WFP နဲ့ပြည်တွင်းပြည်ပအလှူရှင်တွေလှူထားတာကိုပဲသိထားတာပါ။ ခေါ်စစ်တာကသတင်းတက်ပြီးတော့ခေါ်စစ်ခံရတာအခုကတော့ဥက္ကဋ္ဌအဖြစ်ကနေပါဖြုတ်လိုက်ပါပြီလို့ TGI Support Revolution ကတောင်းရှိသူကရှင်းပြထားပါဗျ။အခုလိုမျိုးအလွဲသုံးစားလုပ်မှုများနဲ့အကြပါစစ်ခွေးလက်အောက်ခံဝင်းကြီးချုပ်စရဖစအဖစသုံးလုံးကြက်ချင်ဒီဌာနချုပ်စတဲ့ဌာနဘောင်းဆောင်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးတော့လေရက်ပြုတ်ညီညီကလက်သီးနဲ့ထိုးကြိတ်ခံရသူလာရှုံမျိုးအခြေစားရှမ်းမြောက်ကြက်ချင်ဒီအတင်းကကြက်ချင်ဒီတပ်သားများကလည်းထပ်မံပြီးတော့တရားစွဲဆိုထားတယ်လို့သိရပါဗျာ သူ့ကိုအစစ်စစ်ခေါ်ဆက်နေကြတာဝင်းကြီးချုပ်ယုံစအဖစသုံးလုံးကြက်ချင်းဤဌာနချုပ်အကုန်ခေါ်ဆက်နေတာပြီးမှရေးယူမှာအခုကတော့အလုတ်ကနေပြီးတော့ဖြုတ်လိုက်ပါပြီဖြုတ်စာကိုမနေ့ကပဲလက်မှတ်ထိုးလိုက်ပြီးနောက်ပြီးတော့သူထိုးလိုက်တဲ့ကောင်လေးကလည်းတောင်ကြီးတရားရုံးမှာတရားစွဲဆိုထားတာဒီနေ့ပဲစစ်ဆေးနေပြီးတော့ DJI Support Revolution ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဖန်စီစစ်ဆေးခံနေရတဲ့ဘုံမှုပြုတ်ညီညီဟာရှမ်းတောင်ကြက်ချင်ဒီအသိဥက္ကဋ္ဌအဖြစ်နဲ့ရောက်ရှိလာပြီးတဲ့နောက် အလွဲသုံးစားငွေများနဲ့ဇတိုးဆိုင်များကိုဖွင့်လှစ်ခြင်းမြေခွက်များကိုဝယ်ယူခြင်းကြက်ချင်ဒီအသင်းပိုင်းနဲ့ကားပစ္စည်းများကိုသူ့ရဲ့ကိုယ်ပိုင်ပစ္စည်းပုံစံမျိုးနဲ့တုံးဆွဲနေတယ်လို့သိရပါတယ်။၎င်းတာဝန်ယူထားတဲ့အချင်းကားစပြီးတော့အခြားတိုင်းနဲ့ပြည်နယ်များကကြက်ချင်ဒီအသင်းများလူမှုကူညီရေးအသင်းများ NGO အဖွဲ့အစည်းများကိုရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြို့နယ်များအတွင်ဝင်ရောက်ခွင့်မပြုဘဲနဲ့ပိတ်ပင်တားဆီးခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း မိုးပြဲမြို့ဖေကုံမြို့နယ်စောင်းပြောင်းဒေသစီဆိုင်မြို့နယ်နဲ့ညောင်ရွှေမြို့နယ်အတွင်းကနေထွက်ပြေးလာပြီးတော့တောင်ကြီးမြို့မှာစစ်ဘေးရှောင်နေတဲ့ပြည်သူများအတွာကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကနေပြီးတော့ပေးအပ်ထားတဲ့စံအိမ်များကိုလည်းပြန်လည်ရောင်းချကာကိုကြိုးအတွက်သုံးစွဲခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်မရှင်ရဲ့လုံခြုံရေးတွေတင်းကျပ်ထားတဲ့နေပြည်တော်ဝန်ကြီးဌာနရုံးဝန်းတွေအတွင်းကစိုင်းကယ်တွေခိုးယူခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ CCTV မှတ်တမ်းတွေအရတော့လေကရုံအဖြူဝဝတုတ်တုတ်နဲ့အရာရှိပုံစံလိုမျိုးနဲ့လူတယောက်ကစက်တမ်ဘာလ1ရက်နေ့မနက်10:00နာရီကျော်မှာခိုးသွားတာလို့အဲ့ဒီဝန်ထမ်းကပြန်လည်ပြောပြထားပါရယ်။ သိတာကတော့ဟိုတယ်နဲ့ခီးသွားလာရေးဝင်ကြီးဌာနလဲခိုးခံလိုက်ရပါတယ်ပြီးတော့သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနလဲခိုးခံလိုက်ရတယ်လို့ကြားတယ်လို့သူကပြောပြထားပါတယ်အခုလိုမျိုးဝင်ကြီးဌာနရုံးဝင်အတွင်းမှာရပ်ထားတဲ့ဆိုင်ကယ်တွေခိုးခံနေရတာဟာပထမဆုံးအခြေမဟုတ်ဘဲနဲ့အခြားဝင်ကြီးဌာနရုံးဝင်အတွင်းတွေကဆိုင်ကယ်တွေလဲခိုးယူခံနေရတာဟာဆယ်စီးလောက်တောင်ရှိနေပြီလို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်တမင်ချံရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တမလာ3ရက်နေ့မိုးလဲတနားရီ45မိနစ်ခန့်မှာကဏီမြို့နယ်တမင်ချံကြီးပါကိုအကြမ်းဖက်ဆစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီလေကြောင်းတက်ခတ်မှုအတွင်းမှာပြည်သူတအုပ်တိတ်ဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်ဒါအပြင်နေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါး စစ်ခွေးတွေကလေရင်နဲ့နှစ်ချိန်ပတ်ပြီးတော့ဘုံကျဲသွားတာရွာရဲ့တောင်ဘက်ကိုကျဲချတာကိုစော်မြင့်ရဲ့တာအကြီးကောင်ကတော့ဘုံစားထိမှန်ပြီးပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်နွားတကောင်လည်းထိခိုက်သွားတယ်ဒဏ်ရာတဲ့သူတွေကတော့တေချာမစီစေရသေးဘူးအတိအကျမပြောနိုင်သေးပါဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲဩဂတ်လ31ရက်နေ့ကလည်းအကြမ်းဖက်စစ်ခွေးတဲ့ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့ကြီးပါနေပြည်သူအမျိုးသမီးတအုပ်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်တမင်ချံရွာဟာကဏီမြို့ရဲ့တောင်ဘက်ခွန်းမိုင်ကအကွာမှာရှိပြီးတော့ အင်ဂျင်900ခန့်ရှိတဲ့ကြေးရွာတွေရဖြစ်တယ်လို့သိရပါဗါတယ်။အလားတူပဲပေါင်းမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုလည်းစစ်ခွေးတက်က Y12 လေးရင်နဲ့ဘုံအလုံးရီ40ကျော်ချဲချတိုက်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါဗါတယ်။မနေ့ကစက်တဘာလ3ရက်နေ့မှာမနေ့7ရက်နေ့ကျော်လောက်မှာဒရဦးလေးတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ Y12 လေးရင်တစ်စီးကပေါင်းမြို့နယ်အရှိမြောက်ချမ်းမှာရှိတဲ့ကြေးရွာများကိုဘုံအလုံးရီ40ကျော်ချဲချတိုက်ခတ်သွားတယ်လို့သိရပါဗါတယ်။စစ်ခွေးတက်ရဲ့ဘုံချဲတိုက်ခတ်မှုကြောင်း ပမ်းမြုံနဲ့အရှိမြောက်ချမ်းမှာရှိတဲ့ကြေးရွာများကထောင်ထဲချိတဲ့ပြည်သူများဟာကြေးရွာများအတွင်းကနေပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပမ်းမြုံနဲ့အရှိမြောက်ချမ်းကရွာတွေကိုဘုံကျဲတိုက်ခိုက်သွားတာပြည်သူတွေကတော့ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ထိခိုက်မှုမရှိဘူးလို့တော့ကြားပေမဲ့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ